ဲ့တော့ဒါတောထဲမှာဖြစ်သလိုစွန့်ပစ်သွားတဲ့စစ်သားအလောင်း၄လောင်းရရှိတယ်တဲ့ဘယ်လောက်ထိရောရောပဲစိတ်မရှိသလဲဆိုတော့စွန့်ပစ်သွားခဲ့တဲ့အနေထားမှာတော့မှပဲကျင်းတခြင်းထဲမှာပေါ့နော်ဖြစ်သလိုလေးတူးပြီးတော့ဖြစ်သလိုကိုတူးပြီးတော့ဒါ၃လောင်းလုံးဟိုဒီတိုင်းကိုပုံပြီးတော့လှုပ်ပစ်ခဲ့တဲ့ပုံစံမျိုးပြားသီလားစနစ်တကျအဲ့လိုမျိုးအထက်လိုက်တောင်ထားခဲ့တဲ့ပုံစံမဟုတ်ဘူးတယောက်က၆လောက်တယောက်ကခေါင်းအဲ့လိုမျိုးပုံစံမျိုးနဲ့လှုပ်ပစ်ထားခဲ့တဲ့ပုံစံပေါ့နော်အဲအဲ့ဒါလည်းတွေ့ရတယ် င်္ဂလာပါကျွန်တော်ဒီရက်ထဲမှာအဒီအခုရက်ထဲပေါ့အခုရက်ထဲမှာထူကြတဲ့သတင်းတွေပြောပြောစရာအကြောင်းအရာတွေပြီးတော့စစ်ကောင်စီဘက်ကအခြေအနေနဲ့ပတ်သက်လို့ကျွန်တော်သတင်းလေးစုထားတယ်ပေါ့နော်အဲ့တော့ဒါပထမဆုံးအနေနဲ့ကတော့ဒါကြောင့်မင်းလာမှာစစ်ကြောင်းထိုးလာတဲ့စစ်စစ်တပ်ရဲ့စစ်ကြောင်းပေါ့နော်အဲဥစ္စာကိုစောင့်ကြိုတိုက်ခိုက်တာ၁၀ဦးတည်တယ်၁၀ဦးတည်ရနော်ဒါထုံးစံမဲ့ဒါမစမ်းသေးဘူး၁၀ဦးတည်တယ်အဲ့ဒီဟာမှာဘာထူးစံလဲဆို တောထဲမှာဖြစ်သလိုစွန့်ပစ်သွားတဲ့စစ်သားအလောင်း၄လောင်းရရှိတယ်ဆိုတာအဲ့ဒါလည်းမထူးဆန်းတကယ်တော့မထူးဆန်းနိုင်ကြီးပြောတော့ပါသူတို့ဘက်ကဖြစ်နေတဲ့အခြေအနေကအဟိုးရင်တော့စစ်တပ်လိုပုံစံမျိုးမဟုတ်တော့ဘဲနဲ့ခုနောက်ပိုင်းမှာတကယ့်ကိုဖျို့ပြဲပုံစံမျိုးဖြစ်နေတဲ့စစ်တပ်တက်ပေါ့နော်အဓိကမြောင်းလိုက်ဥဆောင်တဲ့ဒါစစ်တပ်ပေါ့ဗျာအဲ့တော့ဒါတောထဲမှာဖြစ်သလိုစွန့်ပစ်သွားတဲ့စစ်သားအလောင်း၄လောင်းရရှိတယ်တဲ့ဗတ်ဒစိတ်တွေကိုကြည့်မယ်ဆိုရင်ဗတ်ဒစိတ်တွေကအဲတမ66ဆိုတက်ကြည်အရစ်တွေနဲ့ပေါ့နော်အဲ့တော့ဝါရင့်လို့ပြောလို့ရတဲ့စစ်သားတွေပေါ့နော် အဲ့လိုစစ်သားတွေရဲ့ uniform တွေလည်းကြံခဲ့တာတွေတွေ့ရတယ်။ဖြစ်စဉ်ပြောမယ်ဆိုရင်ဒါ22ရက်နေ့ညမှာညသူတို့ဒါ71ခွဲလောက်မှာပေါ့နော်71ခွဲလောက်မှာဒီကောင်တွေစစ်ကြောင်းထုတ်လာတဲ့အချိန်ကိုဒေါ်လိုင်းတပ်ဖွဲ့တွေကစောင့်ကြိုပြီးတော့တိုက်ခိုက်တယ်။အတိုက်ခိုက်တဲ့အချိန်မှာနောက်နေ့နောက်နေ့ရောက်တော့ဒါ23ရက်နေ့မနက်9:00နာရီခွဲမှာသူတို့ဒီကြံခဲ့တဲ့သူရဲ့အလောင်းတွေပေါ့နော်အဲစစ်သားစကားစားစစ်သားအလောင်းတွေလာပြန်ကောက်အဲ့အချိန်မှာတပ်ဖွဲ့တွေထပ်ဆောင်ပြီးထပ်ပြင်းတာအဲအဲ့မှာထပ်ပြီးတော့15မိနစ်လောက်တိုက်ပွဲဖြစ်တယ်။ ပြောကြ24ရက်နေ့မနက်8နာရီမှာကျတော့တော်လိုင်းတပ်ဖွဲ့တွေကနေမရှင်းတယ်ပေါ့နော်အဲအဲ့ချိန်မှာကျတော့ခုနလိုမျိုးဒါဆွန့်ပစ်ထားခဲ့တဲ့ဟာတွေတွေ့ရတယ်အဲ့ချိန်မှာဒါကြောက်ကဘာထဲမှာဆွန့်ပစ်ခဲ့တဲ့အလောင်းတစ်လောင်းရတယ်ပြီးတော့ဖြစ်တယ်လို့မြေမြုပ်ပြီးတော့လှုပ်ခဲ့တဲ့အလောင်းသုံးလောင်းရတယ်ပေါ့နော်အဲသူတို့တွေရဲ့ပုံစံကိုကြည့်ရတဲ့အနေထားကတော့တော်တော်ကိုဖွဲ့စည်းပုံပြက်နေတဲ့အနေထားပေါ့နော်ဒါသူတို့ဝက်ထားတဲ့အဲဒီအလောင်းတွေပေါ့နော်အဲပြန်ပြီးတော့တူဖို့လို့ရတဲ့အလောင်းတွေနဲ့မှကြည့်မယ်ဆိုရင်ကိုပဲ ဟိုဟာဗောနော် uniform အပြည့်စုံတော့မဟုတ်ဘဲနဲ့ဗောနော်အဲမသိရင်သူတို့ကမပြည့်မစုံဘဲနဲ့ဆစ်လာတိုက်တဲ့ကောင်တွေလိုပဲအဲ့လိုပုံစံမျိုးတွေနဲ့စွန့်ပစ်ထားခဲ့တဲ့ဟာတွေတွေ့ရတယ်ပြီးတော့သူတို့ရဲ့ဒါခုနလိုရဲဘော်ရဲဘက်စိတ်ဗောနော်ဘယ်လောက်ထိရဲဘော်ရဲဘက်စိတ်မရှိသလဲဆိုတော့စွန့်ပစ်သွားခဲ့တဲ့အနေထားမှာတော့မှပဲကျင်းကျင်းနဲ့မှာဗောနော်ဖြစ်သလိုလေးတူးပြီးတော့ဖြစ်သလိုကိုတူးပြီးတော့ဒါ၃လောင်းလုံးဟိုဒီတိုင်းကိုပုံပြီးတော့လှုပ်ပြခဲ့တဲ့ပုံစံမျိုးပြားသီလားစနစ်တကျအဲ့လိုမျိုးအထက်လိုက်တောင်ထားခဲ့တဲ့ပုံစံမဟုတ်ဘူး တယောက်က6တောက်တယောက်ကခေါင်းအဲ့လိုမျိုးပုံစံမျိုးနဲ့လွှတ်ပြထားခဲ့တဲ့ပုံစံပေါ့နော်အဲအဲ့ဒါလည်းတွေ့ရတယ်ပြီးတော့ဂျော်ကိုဘားထဲမှာဆွန့်ပြထားခဲ့တဲ့တလောင်းကိုလည်းတွေ့ရတယ်ဆိုတော့အဲသူတို့ဘက်မှာဘလောက်ထိအချင်းချင်းကြားမှာစည်းလုံးညီညွတ်မှုတွေပြိုကွဲနေသလဲဆိုတဲ့ဟာကလည်းအဲသိတာစီတယ်ပေါ့နော်သိတာစီတယ်ပြီးတော့တပ်ဖွဲ့ဝင်တွေကတိုက်ရိုက်ခိုက်ရေပေါ့ဘာမှတခါစစ်ကြောင်းဒါတိုက်ခိုက်နိုင်တဲ့အချိန်မှာဒီကောင်တွေဘာလုပ်လာမလဲဆိုတဲ့ဟာကိုထပ်ပြီးတော့တွက်ချက်ပြီးတော့ ထပ်ဆောင်ပြီးတော့ကင်မုံဝစ်ပြီးတော့ထပ်ပြီးတော့ပြင်းလာပေါ့အဲ့မှာနောက်ထပ်ထပ်ပြီးတော့အကျိုးမြတ်တွေရတာပေါ့အဲ့တော့သူတို့ဘက်ကတည်ဆုံးတာကတော့10ဦးလောက်တည်ဆုံးနေဆိုပြီးတော့သိရတာပေါ့နော်အဲ့ထဝန်သားကြာကောင်းတဲ့ဟာပါလဲဆိုဝန်သားကြာတဲ့အဲ့စစ်ကြောင်းကဒါဟိုနေ့ကဟိုနေ့ကကျွန်တော်ပြောရတဲ့အဲမှာပါလေပေါ့နော်10ထဲမှာမူယူတောက်စားအော်ဟစ်ဆဲဆိုပြီးတော့ရေစင်းချိုးတဲ့ကောင်တွေရေစင်းချိုးလို့မွေကိုက်ပြီးတည်တဲ့ကောင်နဲ့ရေနစ်ပြီးတည်တဲ့ကောင်အဲ့စစ်ကြောင်းအဲ့စစ်ကြောင်းအဲ့စစ်ကြောင်းဆိုတာအခုအဲ့စစ်ကြောင်းကအခုလိုမျိုးလဲထပ်ပြီးတော့ကြုံရပြီဆိုတော့ကြတော့ဒါ ဟိုရှေ့မှာပြောခဲ့လို့ပေါ့နော်နက်နက်ကရော်ရီကိုဝင်ပူးပြီးတော့စစ်ကြောင်းတစ်ကြောင်းလုံးပြုတ်မယ်လို့ပြောခဲ့တဲ့အခါအမှန်တော့မှန်နေပြီလားပေါ့နော်အဲဥစ္စာလေဒါကျွန်တော်တို့ဒါဝန်သားကြအာရကြတရင်ကောင်းတစ်ခုဖြစ်တယ်ပေါ့နော်နောက်တစ်ခုကဒါကျွန်တော်စာကစားတွေဒါအသေးပြောက်များတယ်ဟိုနေ့ကကျွန်တော်ပြောပါတယ်မန်နယ်149ပေါ့နော် IT ရောက်လာပြီဆိုပြီးတော့ပြောတဲ့ဟာပေါ့နော်အဲအဲ့တိုက်ပွဲမှာကိုပဲဒီနေ့လဲသူတို့ဆက်ပြီးတော့တိုက်ပွဲဆက်ပြီးတော့အပြင်းထန်ဖြစ်တယ်အပြင်းထန်ချတယ်စစ်တပ်ကလက်နက်ကြီး၄ကြောင်းအခုနလိုပေါ့နော်အဲတိုက်ပွဲထဲမှာဆိုလဲဒါအမြောက် အဲ့ဒါတွေအစအတုံးပြုတ်ပြီးတော့တိုက်နေတဲ့အနေသားဒီကောင်းလေးတော်တော်ကိုဒီနေရာမှာသူတို့အတွက်အရေးကြီးပုံစံမျိုးနဲ့ကိုသူတို့တိုက်နေကြတဲ့ပုံစံပေါ့နော်အဲ့တော့ကျတော့တပ်ဖွဲ့တွေဘက်ကလည်းဒါမိုင်းဆွဲပြီးတော့တိုက်ခိုက်တာတွေရှိတယ်စနိုက်ပါနဲ့တိုက်ခိုက်တာတွေရှိတယ်လက်နက်ငယ်လက်နက်ကြီးအစုံသုံးပြီးတိုက်ခိုက်တာတွေရှိတယ်မိုင်းဝင်းတွေပေါ်ပြီးတော့ဗာတိုက်တဲ့ပုံစံမျိုးတွေရှိတယ်ရှိတော့အားရစရာကောင်းတယ်တပ်ဖွဲ့တွေဘက်ကတကယ်လုံနိုင်နေတဲ့အနေထားကြီးကတော်တော်ကိုအားရတယ်ပေါ့နော်ပြီးတော့ဒီစနိုက်ပါနဲ့ပြစ်တဲ့အချိန်မှာဘယ်တဲ့ဒါ၁၈ရောက် 16ရောက်တည်စနိုက်ပါနဲ့ပြစ်တဲ့ဟာတပ်ဖွဲ့တွေဘက်ကစနိုက်ပါနဲ့ပြစ်တဲ့ဟာ16ရောက်တည်တယ်ပြီးတော့မိုင်းခွန်းနဲ့ဝင်လာလို့မိုင်းဆွဲပြီးတော့တိုက်ခိုက်နိုင်တဲ့ဟာကလည်းဒါအများကြီးတင်ပါပဲတည်တည်ကြပါပဲပေါ့နော်အဲသူတို့ဘက်ကတော်တော်ကိုဖေဖျဲဖြစ်ပြီးတော့အထိနာလို့အခုလိုမျိုးလက်နဲ့ကြီးလက်နဲ့ငယ်လေချောင်းအကုန်သုံးပြီးတော့တပ်ဖွဲ့တွေဘက်ကိုပြန်ပြီးတော့တိုက်နေတာပေါ့နော်အဲအဲ့လိုတိုက်တဲ့အပြင်မှာသူတို့ကမမတ်ရန်လှုပ်တာကြီးလက်ရှိသေးတယ်အဲ့ဒါကတော့ဒါစစ်ကောင်စီကဒီနေအိမ်နေမိရှို့တယ်ပြည်သူတွေပေါ့ဗျအဓိကတော့ဒါလက်နက်မဲ့ပြည်သူတွေပေါ့နော်အဲ့ပြည်သူတွေကို အာရဲဆက်ဆက်ရဲဥမှာပုံစံမျိုးတွေလုပ်တယ်နေနေမိရှို့တယ်ပြည်သူတွေပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုခိုးဝက်ယူဆောင်သွားရရှိတယ်ခိုးဝက်တယ်ဆိုတာထက်လူတယ်လို့ပဲပြောမှာဒီကောင်တွေမမရန်လုတာပေါ့နော်ကိုကျိုးတော်လာရှာနေသေးရဲ့ပြည်သူတွေဒီလောက်ထိဒီကောင်တွေအသေးလေးဖြစ်နေတာပေါ့နော်အဲ့တို့လုတ်တဲ့ဆောက်ဦးတွေဆိုရင်ပြည်သူတွေရဲ့နေအိမ်တွေအဆောက်အဦတွေပြုံမှဘာသာရေးဆောက်ဦးတွေပြီးရင်စာသင်ကျောင်းတွေပါမချမ်းဘူးအကုန်လုံးကိုမီးရှို့ပစ်တယ်လေးပုံသုံးပုံလောက်အထိကိုမီးရှို့ပြချပစ်တဲ့ပုံစံမျိုးပေါ့အဲ့ကြအဲ့လိုမျိုးလုတ်ခံရတဲ့အချိန်မှာ ပြည်သူကတော့ဒုက္ခရောက်တယ်ဆေးဘေးရှောင်ရတဲ့ပြည်သူတွေအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ကအဲတိုက်ပွဲတွေဖြစ်လာဖို့အတွက်ကိုတိုက်ပွဲတွေပြင်းပြင်းထန်ထန်ပါเนาะတော်လိုင်းတပ်ဖွဲ့တွေဘက်ကစစ်ကောင်စီဘက်ကိုပြင်းပြင်းထန်ထန်တိုက်ခိုက်နိုင်ဖို့အတွက်ကိုကျွန်တော်တို့တွေဝိုင်းပြီးတော့ကူညီကြရတယ်ရှိသလိုဇူတောင်းခဲ့ကြရလည်းရှိတယ်ဒါမျိုးအောင်မြင်မှုရဖို့အတွက်ကိုညှို့နေတဲ့ကာလတွေလည်းရှိခဲ့ဘူးတယ်ပေါ့เนาะအခုတော့အဲ့လိုပုံစံတွေဖြစ်လာပြီအဲ့လိုဖြစ်လာတဲ့အခါမှာဘေးတွက်ဆိုးကျိုးတွေအနေနဲ့ရည်သူတွေခုနလိုဆစ်ဖေးရှောင်ရတာတွေရှိတယ်ဒုက္ခဒုက္ခတွေနဲ့တော်တဲ့တောင်းတွေမှာထွက်ပြေးကြရတာရှိတယ် သူတို့ရဲ့ပိုင်ဆိုင်မှုတွေအိုးအိမ်တွေစီးစိမ်တွေဒါတွေကိုဆွန့်လွတ်ပြီးတော့ဆုံးရှုံးခံရတာရှိတယ်ပေါ့နော်အဲ့တော့အသက်အန္တရာယ်ထိခိုက်တန်ရာရတဲ့သူလည်းရှိမယ်ဈေးဝါလိုအပ်ချက်တွေလည်းများမယ်စားရေးတောက်ရေးအခက်ခဲနေရေးထိုင်ရေးအခက်ခဲအခုလိုမိုးရသည်မှာဆိုပြီးပို့ဆိုးတယ်ပေါ့နော်အဲကျွန်တော်ပြည်သူအနေနဲ့နောက်ထပ်ဝတ္တရားတစ်ခုလိုပဲသဘောထားပြီးတော့ဒီလိုမျိုးစစ်ပေးရှောင်ရတဲ့ပြည်သူတွေကိုလည်းတက်နိုင်တဲ့လောက်လေးကူညီကြစီခြင်းနဲ့အခုလိုကာလကြီးမှာပို့တော်မှဆိုးပါသေးရပေါ့နော်ဒီလိုမိုးရသည့်ကာလမှာသွားရလာရတာတွေနေရထိုင်ရအိပ်စက်ရတဲ့ဟာတွေမှာ မပြည့်မစုံနဲ့ဆိုတော့ပို့ဆိုးပါတယ်အဲ့တော့အဲ့ဘိုင်းတွေမှာလည်းကုညီပေးကြပါအဲစစ်တပ်ကဒီဥစ္စာကိုတမင်ယူရပြီးလှုပ်တာပါဗောနော်အဓိကတော့ပြည်သူတွေကအခုလိုမျိုးထွက်ပြေးရမယ်ထွက်ပြေးရတဲ့ခါမှာအဲပြည်သူကလာ PDF တွေကလာတိုက်လို့စစ်တပ်ကဒီလိုလှုပ်တယ်ဆိုတဲ့ဟာမျိုးတွေမြင်လာမယ်အမြင်လာတဲ့ခါကျရင်အတော်လိုင်းတပ်ဖွဲ့တွေကိုထောက်ခံတာတွေနေလာမယ်အပြည့်ပြည်သူတွေကိုယ်တိုင်အဲကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေဆွန့်ပြစ်ပြီးတော့ထွက်ပြေးလာတာဖြစ်တဲ့အတွက်ဘာမှမရှိဘူးအဲ့တော့ပြည်သူတွေရှိတဲ့အချိန်မှာတော်လိုင်းတပ်ဖွဲ့တွေကိုကူခဲ့တာဖြစ်တဲ့အတွက်ပြည်သူတွေခုလိုမျိုးဒုက္ခရောက်တဲ့ခါမှာလည်းတော်လိုင်းတပ်ဖွဲ့တွေကကူကိုစူးစမ်းတဲ့အခါ ဒေါ်လာရင်းမှာအသုံးပြုရမယ်ခုနလိုခခဲရံဝယ်မယ်ဘိုင်းနေလက်နဲ့ဝယ်ရမယ်အပိုင်းနေအဲ့အပိုင်းနေပို့ပြီးရောနယ်လာစေခြင်းနဲ့အဲ့လိုမျိုးရည်ရွယ်ချက်နေနဲ့စီကောင်စီကအခုလိုမျိုးလှုပ်တာပေါ့နော်အဲ့တော့အဲ့ဥစ္စာတွေကိုကျွန်တော်ကြံတဲ့ပြည်သူတွေကနေပြီးတော့ဝိုင်းဝန်းဖြစ်တင်းတာတွေကုညီတာမျိုးတွေလှုပ်ဆောင်ပေးတင်တယ်ပေါ့နော်နောက်တစ်ခါတော့ဒါမျိုးပေါ်တွေအထိရောက်လာတဲ့စစ်စင်ရေးတွေအကြောင်းပေါ့ဗျာအဲ့ဒါတော့ဒါကျွန်တော်လောင်းလုံမျိုးပေါ်မှာဆာယဖရုံဝင်ရောက်တိုက်ခိုက်တယ်ဆာယဖဆုံးရုံဆိုတာတော့စစ်ဖက်ရေးကလုံခြုံရေး အဲအဲယုံကိုဝင်တိုက်တာရှိတယ်၂ရောက်သေးတယ်၄ရောက်တန်ရရဆိုပြီးတော့လည်းသိရတယ်နောက်တစ်ခါတာဆလင်းမြို့ပေါ့နော်ဆလင်းမြို့ပေါ့မြို့မရဲစခန်းရဲစူပောင်းယုံရဲပြီးတော့ဒါလင်းစင်ရဲစခန်းရဲပေါ့နော်အဲဟာကိုလက်နဲ့ကြီးလက်နဲ့ငယ်နဲ့ဝင်ကျုံးတာကျုံးတဲ့အချိန်မှာသူကဘာဟိုကထက်သိရလဲဆိုတော့မြို့မရဲစခန်းရဲဘိုးကင်းကိုပါ RPG နဲ့ထုတယ်ဆိုပြီးတော့အဲလိုမျိုးကိုသိရတာအဲကြောင့်ဒါတပ်ဖွဲ့တွေရဲ့လုံနိုင်စွမ်းကတကယ်ကိုကြောက်မှန်းလေးလေးအားကောင်းလာပြီပေါ့နော် စူပေါင်းယုံနေဆိုလဲဒါလက်နဲ့ကြီးလက်နဲ့ငယ်နဲ့ပြစ်တယ်။ကြာချိန်ကတနာ yı ပေါ့နော်။တနာ yı ဆိုရဲကြာချိန်ကတကယ်တော့မနှဲ့ဘူးဗျ။တိုက်ပွဲတစ်ခုတိုက်နေရတဲ့တော့တဲမှာ10မိနစ်15မိနစ်ဆိုရင်ကိုပဲတော်တော်ကြီးကိုကြာတယ်လို့ထင်ရတာ။အခုတနာ yı လောက်ထိကိုကြာတယ်ဆိုတော့ကြာတော့ဒါဒီဒီတိုက်ပွဲဝင်နေရတဲ့ဆိုရင်တော့ကတကယ်ကိုဟိုဟိုလောကအကြာကြီးလို့ပြောလို့ရအောင်။ဒါပေမဲ့ ဒီလောက်ကြာပါတယ်ဆိုတော့တနအီဆိုတော့ကာလာဒေါ်တင်မှာသူတို့ဘက်ကဘာမှပြန်ပြီးတော့တုံ့ပြန်နိုင်တာမျိုးလောက်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 လုံနိုင်တာမျိုးမရှိဘူးဒီတက်ဖွဲ့တွေဆုတ်ခွာပြီးတဲ့အချိန်ကျမှပဲသူတို့စင်အားနေဖြစ်တင်းတာတွေဒါမျိုးတွေပဲလုံနိုင်တယ်အဲ့လိုဖြစ်အောင်လဲဒါတက်ဖွဲ့တွေကခုနကလိုနေရာသုံးခုကိုသွားတိုက်တဲ့ပုံစံဖြစ်တာပေါ့အဲ့တော့အချင်းချင်းလဲကူညီနိုင်တဲ့ဟာမျိုးမရှိတော့အဲ့လိုပုံစံမျိုးဖြစ်အောင်တမင်လုံလိုက်တယ်လို့လဲဒါကြောင့်ယူဆရတယ်ပေါ့နော်ပြီးတော့တက်ဖွဲ့တွေဒါဒီတက်ပို့ပြီးတော့ပြည့်စုံမယ်ဟဲ့ဆိုရင် အဲဒီနေရာတွေပါလုံးဝဒါအကျိုးမြတ်ရအောင်လုပ်နိုင်တဲ့အထိဆက်ဆောင်နိုင်လိမ့်မယ်လို့ယုံကြည်တယ်။ဘာလို့အဲ့နေရာအထိထိပါဝင်ပြီးတော့ဘိုကင်းလိုနေရာမျိုးတော့ကတ်ပြီးတော့ RPG နဲ့ပစ်နိုင်တယ်ဆိုတော့အဆင်ကနည်းတယ်ဆင်တော့မဟုတ်ဘူးပေါ့နော်။အဲ့တော့အဲ့လိုမျိုးတွေလုံးနိုင်နေပြီဆိုတဲ့အချိန်မှာကျွန်တော်တပ်ဖွဲ့တွေကိုလည်းဒီထက်ပိုပြီးတော့ကူညီကြစီခြင်းနဲ့အဲတပ်ဖွဲ့တွေရဲ့စိတ်ဓာတ်တွေခွန်အားတွေအဲလုံးဝဒါနိုင်လို့စိတ်ပြင်းထန်မှုတွေကကျွန်တော်တို့တစ်ခါမှတော့မမြင်ဘူးတဲ့ပုံစံမျိုးတွေပေါ့နော်။ ပြီးတော့ဒီစကန်တွေကိုတက်မသိမ်းရလို့ဒီစကန်တွေကိုတက်မလုံးဝလို့ဆိုပြီးတော့စိတ်ဆိုးစိတ်ကောက်တဲ့သူတွေပဲရှိတယ်ပေါ့နော်။ငါတို့ကတော့အာဟိုဘက်ကရောက်လာပြီငါတို့ကတော့ပြေးမယ်ကွာငါတို့ကတော့ဒီတိုက်ပွဲကိုမတိုက်တော့ဘူးကွာငါတို့ကကြီးကောင်ရက်မယ်ကွာဒါမျိုးပုံစံမျိုးဖြစ်ပြီးတော့လက်လျှော့တဲ့ဒါသူရဲ့ကောင်တယောက်မှမရှိဘူးနော်။အဲအဓိကတော့အပီးပြက်ချမယ်နိုင်အောင်တိုက်မယ်ဘယ်လိုနေရာမျိုးထိဖြစ်ဖြစ်ပေါ့နော်ဝင်တိုက်မယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့အခုဆိုမျိုးဘွားရှိတယ်သူတို့ရဲ့အဓိကဌာနချုပ်လိုနေရာမျိုးတွေရဲ့အတွင်းထဲတွေတောင်ဝင်ပြီးတော့တိုက်ခိုက်နိုင်နေတဲ့အနေအထားဆိုတော့ အရန်အားရစရာကောင်းတယ်ပြီးတော့ပြည်သူတွေလည်းဒီအခြေအနေကိုမျှော်လင့်ခဲ့ကြပါပဲပေါ့နော်အဲကြအဲ့လိုမျိုးအခြေအနေတွေတကယ်ကိုဖန်တီးလာနိုင်ပြီဆိုတဲ့အချိန်မှာကျောင်းတွေပို့ပြီးတော့စီလုံးကြမယ်ပို့ပြီးတော့ညီလုံးညီညွတ်ကြမယ်အလုပ်နိုင်တဲ့အပိုင်းတွေဝိုင်းပြီးတော့လုပ်ကြမယ်ဆိုရင်ကျောင်းလိုချင်တဲ့အောင်မြင်မှုကရကိုရမယ်လို့ပြောချင်ပါပဲဗျအားလုံးပဲကျေးဇူးတင်ပါတယ်